အားလုံးပဲမင်္ဂလာပါ CK71 မှာကြိုဆိုပါရစေ။ဒီနေ့ sharing ပြုလုပ်သွားမယ့်အကြောင်းအရာကတော့မြန်မာ typing software ကို installation ပြုလုပ်တဲ့ပုံအစီအစဉ်ကိုပြပြသွားမှာဖြစ်ပါတယ်။ download ပြုလုပ်နိုင်မယ့် software link ကိုတော့ comment မှာချထားပေးပါရစေ။ link ကို copy ပြုလုပ်ပြီးရင် browser မှာ paste လုပ်လိုက်ပါ။ ခုလိုပုံစံပေါ်လာပြီဆိုရင်တော့ဒီဘက်အပေါ်နားမှာရှိတဲ့ download ဆိုတဲ့ click ကိုနှိပ်ပြီး download လုပ်လိုက်လို့ရပါတယ်။ပြီးရင် download folder တွေကနေပြီးတော့ software ကို click နှစ်ချက်နှိပ်ပါ။အခုလိုပုံစံထပ်တွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့မှာမှာ Visual Typing Tutor Software ကိုကလစ်နှစ်ချက်နှိပ်ပြီးအခုလို installation လုပ်လို့ရပါတယ်။ဒီနေရာမှာဆိုရင် next 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 create desktop icon ဆိုတဲ့နေရာမှာ click ကိုအမှန်ချစ်ပေးထားမယ်ဆိုရင်ကိုယ့်ရဲ့ desktop ပေါ်မှာပုံနေမှာဖြစ်ပါတယ်။ click ကိုဖြုတ်ခဲ့မယ်ဆိုရင်တော့ desktop ပေါ်မှာမြင်ရမှာမဟုတ်ပါဘူး။ အခုဆိုရင် desktop ပေါ်မှာဝိဇုတိုင်ပင်ကျူတာ software ပေါ်နေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ software ကိုစပြီးအသုံးပြုလို့ရပါပြီ။မြန်မာတိုင်ပင်လက်ဆင်ကတော့56ခုရှိမှာဖြစ်ပါတယ်။အောက်ဖက်နားမှာ word per minute ကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်။ speed ပုံမှန်ဖြစ်လာရင်တော့ automatic lesson ကို ရောက်သွားမှာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။